အားလုံးပဲမင်္ဂလာပါရှင်မိတ်ဆွေတို့ရေဒီကနေ့မှာတော့စာရေးဆရာမျက်နှွယ်ရေးသားတဲ့3လပိုင်း28ရက်2025ဆိုတဲ့ဝတ္ထုတိုးလေးကိုဖတ်ပြပေးသွားမှာဖြစ်ပါတယ်ရှင်ကျမကတော့စာဖတ်သူနန်းသိင်ကြီးဖြစ်ပါတယ်ဖခင်ကကျွန်တော်တို့ရဲ့စူတောင်းတန်တွေကို မကြားတော့ဘူးနဲ့တူပါရဲ့ဗျာဆရာများတန်းတင်ဘာသာပြန်ရေးသားထားသည့်ဒုက္ခမျိုးတော်စာအုပ်မှလွန်ခဲ့သောနှစ်ရက်ခန့် 26ရက်3လ2025ဟိုတူဦးနေဒီလကုန်ရင် ကိုမျိုးအပြီးပြန်လာတော့မယ်ညီလေးဟုတ်လားကိုမျိုးဝမ်းသာစရာပဲအမေကလည်းကိုမျိုးအပြီးပြန်လာတာသိရင်တိတ်ဝမ်းသာနေမှာပြီးတော့အမေလည်းတိတ်မမာဘူးကိုမျိုးရဲ့အေးအေးညီလေးအမေကိုတေချာကယူဆိုင်အောင်တော့ကိုမျိုးပြန်လာရင်အမေအတွက်အားရှိစေမယ့်အစာတွေနဲ့ညီလေးအတွက်အင်းညီလေးတွေဝယ်ခဲ့မယ်ပြီးတော့ဒီနေ့တကြံကိုညီလေးနဲ့ကိုမျိုးနဲ့ပဇင်းတက်ကြမယ်ပြီးတော့ရွာက ို့ရဲ့အိမ်ဝင်ကလေးကိုလည်းပြန်ပြင်ကြမယ်ဟုတ်ပြီလားညီလေးနောက်တစ်ပတ်လောက်ဆိုရင်မိမိဤမွေးထာနီတို့အပီးပြန်လာရတော့မည်ဖြစ်သည့်အတွက်အတိုင်းမသိဝမ်းသာကြည်နူးနေသော ကိုမျိုးခိုင် ကိုမျိုးခိုင်သည် ထိုင်းရှိဆောက်လုပ်ရေးတစ်ခုတွင် အလုံးဝင်ရောက်လုပ်ကင်နေသော ဆောက်လုပ်ရေးလုပ်သားတစ်ယောက်ဖြစ်သည် အကိုကြီးအဖရဆိုသည့်အတိုင်သူ့ညီငယ်ဖြစ်သူကိုတိုးခိုင်တယောက်အရက်ထဲ၌ဆိုင်ကားနေနေသည်ကိုမကြည့်ရသောကြောင့် သူကိုယ်တိုင် ထိုင်းသူသွား၍အလုလုချင်းဖြစ်သည်၃နှစ်ရှိပါပြီယခု2025ခုနှစ်မတ်လမှာအလုတက်တန်းကာလကပြည်ပြီလဲဖြစ်သည်ခြင်းကြောင့်ကိုမျိုးခိုင်မြန်မာပြည်သို့ အပြီးပြန်လာတော့မှာပဲဖြစ်သည်86နှစ်အရွယ်မိခင်အိုကြီးနှင့်ညီငယ်ဖြစ်သူ ကိုတိုးခိုင်ဤဇာဝန်နေရေးအစဉ်ပြေချုံးမွေးဖို့ကို ရှေးရှုပြီးမိမိဆန္ဒလျောက် ထိုင်းတို့အလုတ်သွားလို့ရန်ကိုမျိုးခိုင်ထွက်သွားခြင်းဖြစ်သည် ကိုမျိုးခိုင်တို့ကညီကိုနှစ်ယောက်တည်းဖြစ်သည်နှစ်ယောက်စလုံးက အတန်းပညာများမတတ်ကြပေပြီးညီကိုနှစ်ယောက်စလုံးအိမ်တော်လည်းမရှိကြသေးပေဖားခင်ဖြစ်သူဦးဝင်းခိုင်မရှိတော့သည့်အချိန်ကလေးကအိမ်ဤစားဝတ်နေရေးအတွက်ကျုံရကြပန်းအလုပ်များကို ကိုမျိုးခိုင်လုပ်ခဲ့သည်အရက်သေး၌စိုက်ကားလဲနေခဲ့သည်ဈေးလဲရောက်ခဲ့သည် ဈေးကုမ္ပဏီတစ်ခု၌လုံခြုံရေးလဲကိုမျိုးခိုင်လုပ်ခဲ့ဘူးလေသည်ရှင်တို့ပရိယေသနာဝန်ရည်တွင် အလုံးမျိုးစုံလုံးရင်ဘဝကိုဖြတ်တန်းလာ gain ရက်ွက်တဲကတငယ်ချင်းတယောက်နဲ့အတူ ထိုင်းနိုင်ငံသို့အလုတ်သွားလို့ရန်အတွက်အခြေအနေပေးလာလေသည် ထိုင်းသို့အလုတ်သွားလို့ရန်အတွက်ညီငယ်ဖြစ်သူ ကိုတိုးခိုင်ကသဘောမကျသောညာလဲမိခင်အိုကြီးနှင့်ညီငယ်ကို လူပုံလဲမှာ တင်းတင်းတည်းရှိစေခြင်းသော ကိုမျိုးခိုင်၏စိတ်စေတနာကလွန်စွာထက်သန်သည့်အတွက်ကြောင့်2022ခုနှစ်ဧပြီလမှတငယ်ချင်းတယောက်နှင့်အတူ ထိုင်းသို့အလုတ်သွားလို့ရန်ကိုမျိုးခိုင်ထွက်သွားလေသည်ကိုမျိုးခိုင်၏ဆုံးဖြတ်ချက်မှန်ကန်သည်ဟုပင်ဆိုရမည် ထိုင်းသို့ရောက်ပြီးမကြာအလုတ်အစဉ်ပြေပြီးဝင်ငွေကောင်းလာသည်ပြည်မာကြီးမှထိုင်းသို့အတူတူထွက်သွားသောတငယ်ချင်းဖြစ်သူနှင့် အတူတူ စောင့်လုပ်ရေးလုပ်ငန်းတစ်ခုတွင်အလုပ်ရရှိလေသည်ကိုမျိုးကန်၏ဇွဲနေပဲကြီးမှုနှင့်လုပ်ငန်းကြံ့ကျင်မှုကြောင့်လစာလဲအခြားသူများထက်ပိုရရှိသည်အခြားခံစား권များလဲရရှိလေသည်ဝမ်းသာလိုက်တာကိုမျိုးရဲ့ညီလေးဒီနေ့တကြံရဟန်းဝေးရတော့မှာပေါ့နော်အသက်20ပြည့်ပြီးတော့ညာလဲဘဝတွင်တခါကလေးများပစင်းမတက်ဖူးဘူးတော့ကိုတိုးခိုင်သည်ယခုလာမိတကြံမှာ အကိုဖြစ်သူနှင့်အတူတူယဟန်ဝေရတော်မူဆိုသည့်အတွက်ကြောင့်ជីနူးပီတိဖြစ်နေလေသည်ဟုတ်တယ်ညီလေးအမေလဲစိတ်ချမ်းသာအောင်တို့ညီကိုနှစ်ယောက်ဒီနေ့တကြံမှာဘုန်းကြီးဝတ်ကြမယ်ဟုတ်ပြီလားဟုတ်ပြီကိုအကိုပြန်လာရင်ညီလေးလာကြုံမယ်နော်ကျမကြီးလည်းဂရုစိုက်အောင်ဖုန်းအားကတိတ်မရှိတော့လို့ညီလေးလိုင်းပေါ်မှာဆင်းတော့မယ်နော်အေးအေးညီလေးအမေကိုလည်းဂရုစိုက်အောင်မင်းလည်းကျမကြီးဂရုစိုက်ကိုမျိုးခိုင်တို့ညီကိုနှစ်ယောက်ဒီယခုလိုမျိုး အွန်လိုင်းမှာဗီဒီယိုကောနဲ့တွေ့နေပြောနေကြဖြစ်သည်။ကိုမျိုးခိုင်ထိုင်းတို့အလုတ်သွားလုတ်ခရဲကအားလက်သည့်အချိန်တွေမှာသူညီနဲ့ရင်းသည့်အတိုင်းကြီးပြောပြလေသည်။ဖခင်ကြီးမရှိတော့သည့်နောက်ပိုင်းကိုမျိုးခိုင်တို့ညီကိုနှစ်ယောက်မှာတယောက်ကိုတယောက်ရခင်ကထံပို၍သွေးစီလာကြသည်။ပို၍ဖေးဖေးမမရှိလာကြသည်။အချင်းချင်းပို၍ဂယုတဆိုင်ရှိလာကြလေသည်။မိခင်ဖြစ်သူခမရလည်း ိုလှပါပြီ86နှစ်ဆိုသည့်အရွယ်ကစိတ်သွားတိုင်းကိုမပါနိုင်တော့ပြီရှင်းကြောင်ရက်ွက်ကလေးတဲကငားထားသည့်ပြင်းအိမ်အိုကလေးထဲမှာပဲအေးအေးလူလူဖယားတရားနှစ်သာနေပေတော့သည် ကိုမျိုးခိုင်တို့မိသားစုကဤရန်ကုန်မြို့ကြီးပေါ်မှာအိမ်ပိုင်ရပိုင်မရှိသေးပါငားထားသည့်အိမ်နှင့်မိသားစုနေကြရသည်ဖခင်ကြီးတိမ်မသွားသောအခါအိမ်ဤဝင်ငွေအတွက် ကိုမျိုးခိုင်တို့ညီကိုနှစ်ယောက်စလုံးကြုံရကြပန်းအလုပ်များလုပ်ကြရသည်ကိုမျိုးခိုင်ထိုင်းသို့အလုပ်သွားလုပ်သည့်အခါအိမ်၌မိခင်ဖြစ်သူနှင့်ကိုတိုးခိုင်သာကြံရစ်ခဲ့သည်ကိုမျိုးခိုင်ကတလားတစ်ကြိမ်မိမိရလာသည့်လကကလေးကိုမိမိသုံးရန်အနှဲငယ်သာချမ်းပြီးကြံနာအကုန်မိခင်ဖြစ်သူနှင့်ကိုတိုးခိုင်စီတို့ပို့ပေးလေသည်အကိုကြီးအဖရာဆိုသည့်တိုင်ကိုမျိုးခိုင်တာဝန်ကျပေးသည် ကိုမျိုးခိုင်ထိုင်းနိုင်အလုံလုံနေသည့်အချိန်တွင်ညီဖြစ်သူကိုတိုးခိုင်သည်ဈေးဝယ်စင်နာကြီးတစ်ခု၌လုံချိုရေးဝန်ထမ်းဝင်ရောက်လုပ်ကင်သည်အကိုဖြစ်သူကပြည်ပမှာဝင်ငွေကောင်းနေတော်냐လဲကိုတိုးခိုင်အိမ်၌အာအာမနေနိုင်မိခင်ဖြစ်သူနှင့်သူအတွက်ရှမ်းရှမ်းပဲပဲစားတော့30ရံအလုံးကယခုလိုမျိုးလုံချုံရေးဝန်ထမ်းအလုပ်ကိုဝင်ရောက်လုပ်ကင်ခြင်းဖြစ်သည်အိမ်နာကရက်က စိုက်ကားပိုင်ရှင်နှင့်ခင်မင်းရင်းနှီးဆွဲရှိတော်လဲရခင်လို ကိုတိုးခိုင်စိုက်ကားမနေတော့ပါရက်ွက်ထဲ၌တင်းတင်းတဲနှင့်ဂုံရှိသည်ရှိ လူကြီးလူကောင်းလို ကိုတိုးခိုင်သည်အလုံးမထုတ်ထားပေးသည့်ယူနီဖောင်းကိုဝတ်ပြီးရှူးအနဲ့ရောင်ကိုစည်းကလုံချုံရင်းဝင်တဲ့အလုတ်သာလှုပ်ရနေပေသည်28ရက်3လ2025တောက်ကြနေ့မနက်၈:၃၀မိနစ် အလုတ်တို့နိုင်ဝက်စော၍ရောက်ရှိနေသော ကိုတိုးခန်သည် မိခင်ဖြစ်သူထဲပေးလိုက်သော ထမင်းကြောင့်နှင့်ကျဲဥဟဖရိုက်လေးကိုတာဝန်ကြရာနေရာရှိ ခုံကလေးမှထိုင်၍မြင်ရှက်စွာ သုံးဆောင်နေသည်စားလိုက်လားတိုးခန်ရကိုတိုးခန်ဤလှုပ်ဖို့ကင်ဖက်ဖြစ်သူ ကိုသိန်းဝင်းဖြစ်သည် ကိုသိန်းဝင်းကအိမ်တော်ရှိကလေးနှစ်ယောက်ဖခင်တူဦးဖြစ်သည် ကိုတိုးခန်အလုတ်ဆက်ဆောင်ဝင်ခြင်းမှာကိုသိန်းဝင်းက ိုအပ်သည့်များကိုတင်ကြားပြသပေးတော့ကိုတိုးခိုင်ဤစီနီယာဆရာတဦးဆိုလည်းမမှားဟာကိုသိန်းဝင်းကြီးစားပါအောင်လားဗျာစားစားတိုးခိုင်ငါအင်းကစားလာခဲ့ပြီမိမကသူပြင်ပေးတဲ့မနက်စာကိုမစားဘဲထွက်သွားရင်စိတ်တော်ညှိုးမှဆိုးလို့ဟေးဟေးဟေးဟာခမည်းတော်ဖြစ်ရမယ်မိမတော့ကြောက်တကူဗျအေးပေါ့ကွာဝေကျွေးတွေပေါ့ကိုသိန်းဝင်းဤအမတ်တမဲ့စကားကြောင့်ကိုတိုးခိုင်ဒုတိယအကြိမ် အတန်ထွက်အောင်ရည်မိသည်ဘာမှတော့ပြန်မပြောတော့ပဲမနက်စာကိုသာ ဆက်၍စားနေလိုက်လေသည်မနက်7နာရီ48မိနစ်အိမ်ပြန်ရတော့မယ်ဆိုတော့ပျော်နေမှာပေါ့မျိုးခိုင်ဟုတ်တယ်ကိုေးမသုံးနှစ်လောက်ဝေးကွာနေတယ်ကျွန်တော်အမေနဲ့ညီလေးကိုပြန်တွေ့ရတော့မှာဆိုတော့ပျော်တော့ပေါ့ကိုေးမောင်ရင်အေးပါအေးပါငါတော့မင်းတို့နဲ့ပြည်မာကြီးကိုပြန်လိုက်ချင်တာတော့မရပါဘူးကွာတခါတခါညဘက်အိမ်မပြောတဲ့အခါ မြန်မာပြည်ကြီးကိုဒီကနေပဲလွန်းလွန်းကြည့်နေရတာဟုတ်ပါကျုပ်လည်းတခါတခါအမိမြေကြီးကိုတန်းတားမိတယ်ဘာလဲဖြစ်ဖြစ်ကျုပ်ကနောက်3ရက်လောက်နေမြန်မာပြည်ပြန်ရတော့မှာပဲလေအဲ့ဒီခါကျမှမြမလေးကိုတဝါကြီးရှူပြီးမြမရေကိုတဝါကြီးတောက်ပြစ်လိုက်အောင်မေဟာမျိုးခိုင်တို့ကတော့အလားကြီးပဲဟေကောင်းတယ်တိတ်ကောင်းတယ်ဒီနေ့မင်းတကယ်ချင်းကျော်ဝေးဆောင်မှာအစ်စင်ထက်နေမှာပဲမဟုတ်လားဟုတ်ပါကျော်ဝေးနားရက်ပဲကောင်းတယ် တောက်ကြနေဆိုတော့ဟိုလျှောက်သွားဒီလျှောက်သွားလို့ရတာပေါ့အပြင်မှာလူတွေလည်းစီနေမှာပဲအေးကွာနော်ဒီကောင်မဲကောင်းတယ်ကဲဆာဆာပြီးရင်တို့တွေစိုက်သေးပြန်ဝင်ရအောင်မယ်ကိုမျိုးခိုင်တို့ဤစားလုပ်ရေးလုပ်ငန်းတွေအခြားနိုင်ငံများမှလာရောက်လုပ်ကင်ကြတော့အလုတ်သမားများလည်းရှိကြသည်ရင်းတို့ရှိတော်ညာလေကိုမျိုးခိုင်ကကိုလူမျိုးဖြစ်သည့်မြန်မာလူမျိုးတွေနှစ်တာထမင်းစားအတူတူရှောက်လေအတူတူလုပ်ဖြစ်သည် အခြားလူမျိုးများ၏ဘာသာစကားများကို နားမလည်သည်ကတကြားပြည်ပ၌ရောက်ရှိနေစဉ်ကိုမြန်မာလူမျိုးချင်းချင်းစီစီလုံးလုံးနှင့်ဖေဖေမမရှိနေခြင်းသည်ကတကြားစသည်တို့ကြောင့်ကိုမျိုးခိုင်သည် လူမျိုးချားများနှင့်အပေါင်းအသင်းတိတ်မလို့ဖြစ်ပေမြန်မာလူမျိုးချင်းချင်းနှင့်သာ ပေါင်းသင်းနေထိုင် စားတောက်လျက်ရှိသည် နေ့လယ်တနာရီ9မိနစ်ခေါင်းမူလိုက်တာကိုသိန်းဝင်းစနာတွေကလူတွေအပြင်ကိုထွက်ပြေးလိုက်တာမှတအားပဲ။ ကျိုးကိုတော့ဝင်တိုက်သွားကြသေးတယ်။မင်းဘာမှမဖြစ်ဘူးမလားတိုးခိုင်။ငါကွန်းရဆိုင်မှာဆက်လက်ဝင်နေတော့ဆိုင်ကြီးကလှုပ်နေပါတယ်လို့။ဘာများဖြစ်တာလဲပေါ့။အနီးနားကလူတွေကငရေလှုပ်တယ်လို့ပြောမှငါတတိဝင်လာပြီးမြေပေါ်ထိုင်ကြလိုက်ရတာ။ဘာမှတော့ဖြစ်ပါဘူးကိုသိန်းဝင်။ခေါင်းတော်နည်းနည်းမူးနေတယ်။ဂျမန်နေ့နေ့လေစနေနေ့50မိနစ်ကြောကြောလေးမှာမြန်မာနိုင်ငံ အလဲပိုင်းကိုဗဟုပြု၍အင်အားပြင်းငရေတစ်ခုလှုပ်ခတ်သွားသည်။ Facebook ပေါ်မှာလည်း ငရေလှုပ်သွားကြောင်းပို့စတွေတွေ့လည်ရသည်ရင်းသည့်အတွက်ကြောင့်ကိုတိုးခိုင်သည် ထိုင်းရှိစောက်လုပ်ရေးလုပ်ငန်းတစ်ခုတွင် အလုံးလုံးကိုင်းနေသော အကိုဖြစ်သူကိုမျိုးခိုင်ကို စိတ်ပူမိသွားသည်ချက်ချင်းဆိုသလိုကိုတိုးခိုင်သည်အွန်လိုင်းပေါ်သို့တက်ပြီးသူ့အကိုစီဖုန်းခေါ်လေသည်ဆက်သွယ်၍မရကိုမျိုးခိုင်အွန်လိုင်း၌ရှိမနေစစ်လေးပေုံကိုသိမ်းဝင်ပူပန်လာသောစိတ်ကိုမိโกငွေများနဲ့အတူ အပြင်ဘက်သို့မှုတ်ထုတ်ပြင်းရန်ကိုတိုးခိုင်ကြိုးစားသည်။မင်းကြည့်ရတာခဏမငြိမ်ပါလား။ဟိုလျှောက်လိုက်ဒီလျှောက်လိုက်နဲ့ဘာဖြစ်နေရလဲတိုးခိုင်။ secret တောင်းရင်ဟိုဘက်လျှောက်လိုက်ဒီဘက်လျှောက်လိုက်လုပ်နေတော့ကိုတိုးခိုင်ကို ကြည့်ပြီး ကိုသိန်းဝင်းမေးမိသည်။ကိုမျိုးစီဆက်သွယ်လို့မရလို့ဗျ။ခေါင်းထမ်းမှစီးကြလာတော့ချွေးကိုလက်ဖမိုးနဲ့တုံးလိုက်ပြီးကိုတိုးခိုင်ဆက်ပြောသည်။ခေါင်းဆောင်ကိုအကျိုးချောင်းပြောပြီးကျွန်တော်အိမ်ပြန်လိုက်တော့မယ်ကိုသိန်းဝင်း။ကိုတိုးခိုင် ရင်းတို့ပြောပြီးတောင်းလက်ဆဆလိတ်ကိုအောက်ပြစ်ချကဖနှက်နှစ်ထိုးချေ၍စန္ဒာလုံးကြိုရေးမှုရှိရာအခန်းသို့လှည့်မြန်းစွာသွားလေသည် အကိုဖြစ်သူ ကိုမျိုးခိုင်အတွက်အဘယ်မျှလောက်စိုးရိမ်ပူပန်နေမလဲဆိုသည်ကိုတော့ကိုတိုးခိုင်သာလေအတိဆုံးဖြစ်ပါလိမ့်မည်ညနေ၄နာရီ၄၀မိနစ်ခမရတေချာမသိဘဲနဲ့ရှောင်းမပြောနဲ့ကိုကျော်ဝေကျုပ်ကိုတက်ရှင်နေသေးတယ်ခမရညာနေတာကိုကျော်ဝေခမရညာနေတာ အကိုဖြစ်သူဤတရင်စိုးကိုတိလိုက်ရတော့ကိုတိုးခိုင်တယောက်တွတ်တွတ်လဲလီပြီသူ့တရံမှာဤကဘာကြီးတစ်ခုလုံးရက်တက်နေပြီသူသာလဲရွေရှားနေသည်ဟုအထင်ရှိလေသည်မဟုတ်ဘူးတိုးခိုင်ရငါတကယ်ပြောနေတာမင်းကို မျိုးခိုင်တိုက်ပြိုတော့ငါပါသွားပြီကွာအဖြစ်ဆိုးလိုက်တာငါတကယ်ချင်းမျိုးခိုင်ရဂျမန်နေ့နေ့လဲ7:50မိနစ်ကြောကြောလေးမှာလှုပ်ခတ်သွားတော့ငရင်က မြန်မာနိုင်ငံအလဲပိုင်းနဲ့တားလင်းမကပဲထိုင်းရှိနေရာအချို့မှာပါ အလားတူလှုပ်ခတ်သွားခြင်းဖြစ်သည်တဘာဝဘေးအန္တရာယ်ငရင်ကြောင့်ကိုမျိုးကင်လှုပ်ကင်နေတော့အဆောက်အုံကြီးပြိုကျ၍သူအပါဝင်စောက်လုပ်ရေးလှုပ်သားတော်များများတေဆုံးကုန်ကြလေသည်တဘာဝဘေးကြောင့်မြန်မာနိုင်ငံအနှံ့ပြား၌လည်းအပြစ်မဲ့သောရဟန်းရှင်လူများတမဟုတ်ချင်းဘဝချရလေသည်လူအချို့၏အိုးအိမ်တဲခိုစရာနေရာများလည်း ျက်စီးဆုံးရှုံးရလေသည်။음။ဤတဘာဝဘေးဆိုးဘေးညစ်ကြီးသည်တတဝါတို့အပေါ်တွင်အထူးသဖြင့်လူတို့၏အပေါ်တွင်တနာညာတာမှုအတိကင်းမဲ့သလိုရှိသည်။ခမည်းတော်ဝဇ္ဇကမဟုတ်တာမပြောနဲ့ကိုကျော်ဝေ။ကျုပ်ကိုရှိသေးတယ်။ဒီလာကုံရင်သူအိမ်ကိုပြန်လာမှာ။ကျုပ်တို့နေရာပဇင်းအတူတူတက်ကြမှာ။ကျုပ်တို့ရွာကအိမ်လေးကိုပြန်ပြင်ကြမှာ။ခမည်းတော်ဝဇ္ဇကမဟုတ်တာမပြောနဲ့ကိုကျော်ဝေ။ငါညီတိုးခိုင် မင်းဘလောက်ခံစားနေရမလဲဆိုတာငါနားလေတယ်။ဒါပေမဲ့ငါညီအမှန်ကိုလက်ခံရမယ်ကွာ။ငါတငယ်ချင်းမျိုးခိုင်ကဟောဒီလူလောကကြီးထဲမှာမရှိတော့ဘူးကွာ။မျိုးခိုင်ငါတို့ကို ထားပြီးထွက်သွားပြီးတိုးခိုင်ရ။မျိုးခိုင်ထွက်သွားပြီးတဖက်နဲ့တဖက်ဗီဒီယိုကောပြောနေကြရင်ခေတ္တတိတ်ဆိတ်သွားကြသည်။ကိုကျော်ဝေဘက်ကနေတစ်ချက်တစ်ချက်ရှိုက်တန်ထွက်လာရုံကလွဲ၍အချားမြည်သည့်အတန်ကိုမျှမကြရတော့ပါ။တာတာ တိုးခိုင် အမေအမေလေးဟာအမေတားဖြစ်သူ ကိုမျိုးခိုင်၏တရင်ကို ကြားသိရသည့်အချိန်ကလေးကအိယာထက်၌တဲ၍တောကပရိဒီဝမီလောင်မြက်ခန္ဒီရရှာသောမိခင်ဖြစ်သူသည် ရုတ်တရက်ကိုတိုးခိုင်၏အမိကိုခေါ်ပြီး မေလဲ၍ကြာသွားလေသည်အေးချောင်းရများကိုကျွန်တော်သည် အလုတ်အတွက်အင်တာဗျူးသွားဖြစ်ရင်းလမ်း၌တိခဲ့ရခြင်းဖြစ်သည်ကျွန်တော်အိမ်မှကားဂိတ်သို့ စိုက်ကားငါစီရင်ဤဝမ်းနဲ့ဝယ်ကြောင်းရာကြီးကိုသိရခြင်းဖြစ်သည် ကိုတိုးခိုင်ဇက်ကောင်အမိပေးထားသည်စိုက်ကားဆရာက ကျွန်တော်ကိုကားကိတ်သို့စိုက်ကားဖြင့်လိုက်ပို့ရင် သူ့ဘာသာသူရင်ဖွင့်တယ်လို့ပြောပြခြင်းဖြစ်သည်ရှင်းတို့ပြောနေခိုင် ကိုတိုးခိုင်ဇက်ကောင်အမိပေးထားသည်စိုက်ကားဆရာဤပါဇက်မှအယက်နဲ့တက်တဲ့ထွက်နေသည်ကို ကျွန်တော်သတိထားမိလိုက်သည်ထို့ပြင်ရှင်းတို့ပြောနေခိုင်တစ်ချက်တစ်ချက်စိုက်ကားဆရာကို ကျွန်တော်အခဲခတ်ကြည့်မိသည်ဇိုက်ကားဆရာကြီးမျက်လုံးအိမ်ထဲ၌မျက်ရည်ဥများခိုးသည်နေသည်ကိုကျွန်တော်ရိပ်မိလိုက်သည် သူကျွန်တော်ကိုအထက်ထက်ပြောနေသော စကားများမှာဒီလကုန်ရင်ကျုပ်ကထိုင်းရနေပြန်လာမှလီသူပြန်လာရင်ကျုပ်တို့နှစ်ယောက်ဒီစကြံမှာပစင်းတက်ကြမှာသူကရွာအိမ်လေးကိုလည်းအမိုးပြန်မိုးပေးမယ်တဲ့လောကကြီးကတိတ်ရဆက်တာပဲဗျာငွေကြေးအစင်မပြေကြတဲ့သူတွေဆိုရင်ပိုပြီးထိုးချခြင်းသလားအောက်မေ့ရတယ်တခုခုဖြစ်လာပြီဆိုရင် ဝေကြီးစင်မပြေကြတဲ့သူတွေပဲပို့ပြီးခံစားရတယ်။တိတ်ကိုရက်ဆက်နိုင်လို့နဲ့လောကကြီးပါဗျာ။စိုက်ကားဆရာကြီးရင်ထဲနိုင်အဘယ်များလောက်ကြေခွဲခံစားနေရမလဲဆိုဒီကို ကျွန်တော်ကိုချင်းစာပြေရသည်။စိုက်ကားဆရာ ထိုးထိုးအကြောင်းများကို ကျွန်တော်အားပြောပြနေတုန်းကကျွန်တော်ကိုယ်တိုင်လည်းရင်ထဲနိုင်မုန်းကြက်နေတယ်လို့ခံစားလိုက်ရသည်။မျက်လုံးကနေမျက်ရည်ကျခြင်းတော့လဲမျက်ရည်ကမထွက်။ဤလောကကြီးကြအောင် နှုတ်ကနေအော်ပြက်လိုက်ခြင်းတော့လေစကလုံးတွေကထွက်မလားရင်ထဲ၌သာအုံငို၍နေသည်ရင်ထဲ၌သာမြည်တမ်း၍နေသည်ကျွန်တော်ထိုဆိုက်ကားဆရာကိုတိတ်တနာမိသွားသည်သူနေရာမှာကျွန်တော်သာဆိုလင်ဆိုသည်အတွေ့ကလေးစိတ်ထဲဝင်လာခိုက်မှာကျွန်တော်ရှင်တွေပူကနေဖြစ်သွားသည်ရင်ကြောင့်ကျွန်တော်ထိုဆိုက်ကားဆရာအားပြောမိသည်အခုတော့ခဏတီးခံမိနေလိုက်ပေါ့နောက်ဆိုရင်အစင်ပြေလာမှာပေါ့အကူရဲ့ ကျွန်တော်ထိုစိုက်ကန်းဆရာကို အကူအညီပေးဖို့ဝေးရေးကြီးရတော့မတတ်နိုင်ပါကျွန်တော်ကိုယ်တိုင်အခြားသူဤလာကစားဝန်တန်းလုပ်ရန်အင်တာဗျူးသွားဖြေနေရသူဖြစ်သည့်အတွက်ကြောင့်ကျွန်တော်ထိုစိုက်ကန်းဆရာအားငွေအားဖြင့်မကူညီမဆောင်မနိုင်ပါသို့သောကျွန်တော်တတ်နိုင်သည့်နှုတ်ဖြင့်နှစ်သိမ့်အားပေးခြင်းကိုတော့ရွက်ဆောင်ပေးခဲ့ပါသည်ကျွန်တော်တတ်နိုင်သည့်စိတ်ထဲကနေမြစ်တာပွားခြင်းကိစ္စကိုတော့ရွက်ဆောင်ခဲ့ပါသည် ဤကဘာမှာစူတောင်းနိုင်တာတကယ်ပြည့်ပြီဆိုရင်ကျွန်တော်ထူစိုက်ကားဆရာဤလိုအပ်ချက်တွေလူဝင်ဆန္ဒတွေအလုံးပြည့်စုံပါစေဟုစူတောင်းပေးလိုက်ပါမည်တကယ်လဲစူတောင်းပေးပါသည်ဒီအပြင်ထူစိုက်ကားဆရာသာမကအခြားခြားသောလူတို့သည်လည်းမိမိတို့၏လိုအပ်ချက်တွေလူဝင်ဆန္ဒတွေအလုံးပြည့်စုံကြပါစေဟုကျွန်တော်စုမုံကောင်းတောင်းပေးလိုက်ပါသည်မှတ်ချက်၄ လူသားချင်းစာနာသောအဖြစ်ဤဝိထုကလေးကိုရေးပါသည်ကာယကံရှင်ဆိုင်ကားဆရာအားလွန်စွာမှတနာကယုနာတက်မိသောကြောင့်ဤဝိထုကလေးကိုရေးပါသည်နာဆင်ပေးသူအလုံးကျေးဇူးထူးပဲတင်ရှိပါရဲ့ရှင်